အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနေ့နံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတဲ့နဲ့အဲဘိစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာပေါ့နော်ဖောင်ဒေးရှင်းတင်နန်းဒီမှာကျွန်တော်တင်ပေးတဲ့နီလန်းပေါ့ဂျိုပရီယာတွေရပြီးွားပြီတော့မိယန်တက်တွေရပြီးွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလေးရှိတယ်တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေတင်တယ်ဆိုရင်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အခုပြောပြမှာဖြစ်တယ် ကျွန်တော်လက်ဆမ်းပြတွေကသိချစ်ဆရာကောင်းတယ်နော်နေနိုင်လေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကိုပြောလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ကသုံးသက်ပြလို့ရတယ်ဗောနော်ဒါကလည်းလက်ဆမ်းပြတွေရဲ့အာသာချက်ပေါ့ဟိုမွေးတဲ့ကိတွေမလို့ဘူးနော်မွေးချိန်တွေမလို့မွေးတဲ့မျိုးတွေမလို့ပဲねကျွန်တော်တို့ပြောလို့ရတဲ့နည်းလေးတွေလက်ဆမ်းမှာအများကြီးရှိတယ်တကယ်လည်းလက်တွေ့မှာကျွန်တော်တို့အများကြီးမှန်ကြတာလေကျွန်တော်တွေ့တယ်ဗောနော် အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တနင်္ဂနွေသားမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တနင်္ဂနွေတနင်္ဂနွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောင်နင်းချမ်းဆိုတာရှိတယ်နော်အထက်ကဆောင်ပန်းမယ်အောက်ကနင်းချမ်းမယ်ပေါ့ဟိုအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတယောက်မှာကျွန်တော်တနင်္ဂနွေသားမိတွေမှာအထက်ဆောင်ပန်း၃လုံးရှိပါတယ်အဲ့ဒါ၆ခုမြောက်နေရာမှာရှိတယ်တောက်ကြရယ်၂ခုမြောက်နေရာမှာရှိတယ်တနင်္လာရယ်၅ခုမြောက်နေရာမှာရှိတယ်ကြာတာပရိရယ် ဒါကို့အတွက်စောင့်ပန်းပေါ့စောင့်ပန်းပါရင်ကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ဂျာတာပရိယာထီးလို့မိုးရတယ်။ဒါကြောင့်ပဲတင်းနုတွေသားမီးတယောက်အတွက်ဂျာတာပရိယာအခရာအကြဆုံးပဲနော်ဂျာတာပရိယာထိန်းချုပ်မှုအောင်မှာအပြည့်အဝရောက်ရှိနေတာကတင်းနုတွေလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်ပဲဂျာတာပရိဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတဲ့တင်းနုတွေသားပရိယာဘဝနေထိုင်မှုအပိုင်းမှာအားကောင်းစေတယ်။အားကောင်းစေတယ်အဆင်ပြေစေတယ် အော်တင်ဦးတွေတာမီးတွေကဂျာတာပရိယာဘာကိုပြောတာလဲဂျာတာပရိဆိုတာတောမကျိုတောမတော်မှာအတိတောမပါဗောနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အသုံးချမယ်အဲ့တော့ဂျာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာဂျိုပေါ့နော်ပညာဂျိုဖြစ်တယ်ပြီးတော့ဂျာတာပရိဂျိုကြီးကကြီးတယ်ကျယ်တယ်ဂျူပီတာကြီးကနော်အဲ့တော့ဂျာတာပရိဂျိုကကြီးမားတယ်ကျယ်ပြန့်တယ် ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့တာတာပရီကိုကျွန်တော်တို့အသုံးပြုတယ်ရောဘေးရင်ရောအဲ့လိုအသုံးပြုတာဖြစ်တယ်ဂျာတာပရီဂျိုကျွန်တော်တို့က handle လုပ်နိုင်တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဧည့်နေသားသမီးတွေကန့်ကောင်းနိုင်တယ်အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတဲ့ခုကိုကြဲကြဲပြန်ပြန်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒီနေ့ကိုရသားသမီးတွေအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ခင်ဗျားတို့ကျွန်တော်တို့ပညာရတဲ့ခုမှာနှံ့နှံ့ဆက်ဆက်ကျဉ်းကျဉ်းကျဉ်းတက်ကြရလား တက်ကြရလားတရားရဂန်တို့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာဂန်နှုန်း80ရာဂန်နှုန်း90ရာဂန်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာတော်တော့20%လောက်တော့သိတယ်ဟိုပညာတော်လည်းကျွန်တော်30%လောက်တော့သိတယ်ဟိုပညာတော်လည်း50%လောက်တော့သိတယ်ဒီလိုမျိုးမရဘူးတင်းတင်းကိုယ်တွေတာမီဖြစ်ရင်ကို့အတွက် တကယ်အသုံးတဲ့ပညာတွေကိုကျွန်တော်တို့100ရာဂန်နှုန်း90ရာဂန်နှုန်း80ရာဂန်နှုန်းဒီလောက်ကျွမ်းကျင်ဖို့လိုတယ် အဲ့တော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲနော်ဒါပါတော့ကိုအသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းနှင်းကုန်နေပဲကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်အဲ့တော့ကိုရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းနှင်းတွေတားမိတယ်ဘဝရက်တီရတာခက်ခဲလာလိမ့်မယ်ကိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရတယ်မှာတင်းနှင်းကုန်နေပါတယ်အချားလူတွေလှုပ်ချက်လို့သူ့ဘဝလမ်းကြောင်းသူအသက်မွေးလို့ရရင်ရမယ်တင်းနှင်းကုန်နေကြတော့မရပါဘူးဒါပါတော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နှစ်နှစ်ဆက်ဆက်သိဖို့လိုပါတယ် ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလားကားလည်းပတ်သက်ပြီးဘယ်လိုရက်တည်ပါလဲနော်အဲ့တော့အဲ့ဒါဆိုရင်ဒီကားနဲ့နေပယ်ထဲမှာသူများလို့ဟောငါနေပယ်တစ်ခုပဲတက်တယ်အေးဆေးပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနေပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်တယ်များနိုင်နိုင်ချွတ်ချွတ်လက်တဆုံနိုင်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်လေသားမီဒီယာအဲ့တော့တင်းကုန်လေသားမီဒီယာပညာဆိုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက် ပညာရေးတခုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော်လောက်ထားဖို့လိုတယ်တရားရဂန်တော့မဟုတ်တော့ကျွန်တော်ပြောလို့85ရဂန်တော့တော့သိဖို့လိုပါတယ်ခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရဂန်တော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့အပိုင်ဆုံးနည်းကိုကျွန်တော်တို့ဟာထုတ်သုံးရတယ်ဘေးနေဟောတဲ့ခါကျဘေးနေနေဘယ်မှာအကျယ်ကျယ်ပြန့်လောက်အကြီးတယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်အပိုင်ပိုင်နေသိလို့မရအောင်နောက်တစ်ဘောကသုံးဘောကလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးထဲမှာစပြီးလူတယောက်ကိုဟောပြောရတယ် တော့တင်းနေဦးနေတွေကဂျာတာပရီအားကောင်းဖို့လိုတယ်လို့ပြောတာဂျာတာပရီနဲ့ပတ်သက်ပြီးပညာရက်ကိုတိထားဖို့လိုတယ်ဒါကြောင့်ပဲကိုသားသမီးကတင်းနေဦးနေရှိတယ်ဆိုရင်ဘာကိုခမ ्या တို့ပြပြဝဝတင်ပေးမလဲတခုခု expect တွန်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘောရက်တီချက်ရလိမ့်ဒါကဂျာတာပရီစုံမမှုကြောင့်ဒုတိယအနေနဲ့တင်းနေဦးနေနော်ဒုတိယအနေနဲ့တင်းနေဦးနေသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျအညွန့်ကျကတင်းနေလာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းဘွားလို့ပြောတာ နော်အညုံဆိုတာစီးပွားလို့ပြောတယ်ညုံနေစီးပွားလို့လည်းခေါ်ကြတယ်အဲ့တော့အညုံဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တနေလာဂျိုကတနေကုန်တွေသားမီးတွေအတွက်စီးပွားရေးဂျိုလို့ပြောတယ်အချို့ကဆရာကျမဘာအလုံးနဲ့အတက်မိုးရမလဲဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလိုမေးကြတာရှိတယ်အဲ့တော့အညုံဂျိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညို့ညို့တခုလည်းကြည့်ပြီးလူတယောက်မင်းဒါလုံးဟိုကဒါလုံးပြောလို့တော့မရဘူး ဒါပေမဲ့အညို့ကြောဆက်ဆက်မှုရှိနေတယ်လို့ပြောတာအဲ့တော့တင်းကုန်တွေသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းငယ်မှာရှိတယ်လမယ်လမယ်ကိုပြောတာနော်လမယ်ဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်စောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူးလပေါ့ကျွန်တော်မရဘူးဒါပေမဲ့လမယ်ရဲ့အကြောင်းကကျွန်တော်တို့အေးချမ်းတယ်လို့ခန့်စားရတယ်လရအောင်မထိုင်နေရတာအေးချမ်းမှုတွေရတယ်ငြိမ်းချမ်းမှုတွေရတယ်ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခန့်စားရစေတယ်ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုဖြစ်တဲ့အတွက် အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တရုတ်ရဲ့သားမျိုးကစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူးကိုလုံးနေတဲ့အလုံးမှာပျော်ရမယ်စိတ်ချမ်းသာရမယ်ပေါ့ပါပါလေးဖြစ်ကြမယ်ကိုဝါဒနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားရလုံးနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနေ့လာကြိုတီးတန်းကောက်မယ်ဆိုတော့တနေ့လာခီးသွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တခုခုကိုကျွန်တော်တို့က ကော်ပီပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေးရေးတို့လိုနော်မိတူဆိုင်တို့လိုနော်ပြင်ရတစ်ခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါတော့ကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေကတနေ့ဦးနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်နော်ဒါအောင်မှအခြားဂျိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စီးပွားဆိုတာပေါ်လာတယ်ဒါကြောင့်စီးပွားရေးနဲ့ပတ်သက်ရင်တနေ့လာဂျိုဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရဘူး နော်ဒါရေရာပိုင်းဆိုဒီတနေ့လောက်အသုံးပြုလို့ရတာရှိသေးတယ်နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့ကျတော့ကျွန်တော်အထက်၃လုံးမှာစောင့်ပန်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို၆ခုမြောက်ချိုပေါ့၆ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ကြချိုဖြစ်ကြမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့တောက်ကြချိုကိုကျွန်တော်လက်စမ်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြကဂျိုတက်အားဖြင့်၂၁ ဂျိုသက်21ဒါကြောင့်တောက်ကြာတောက်ကိုရောက်ရင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့တောက်ကြာကဂျိုသက်များတယ်ဒါကြောင့်တင်းကလေးသားမီးတွေကအိမ်တော်ပြုတ်တဲ့ခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့အဲလူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရနော်စီဝါးကြီးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးလိုင်းမှာအီးယားအီးယားရှောက်လုံနေတဲ့အချိန်မှာသူတို့တီးငိမ့်နေစီဝါးကြီးပေါ်မှာစိတ်နဲ့ထားတယ်အဲ ို့ထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ခါမို့လဲအသက်ငယ်တယ်ဆိုရင်လဲကို့အတွက်ရီကို့ထက်ရင်းကျက်တဲ့လူတည်ငြိမ်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတော့ကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယ်ယူတဲ့အိမ်အောင်ဘတ်ကဘလောက်ထိ saving လုပ်နိုင်လဲပေါ့သူ့ရဲ့သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကို အိမ်အောင်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V နဲ့ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကမျိုးစပြဲလောင်းနေတယ်နော်အမျက်နာကိုလည်းတန့်ရှင်းမလို့သွားကိုလည်းတန့်ရှင်းမလို့သပင်လည်းတန့်ရှင်းမလို့အဝတ်အစားကိုလည်းဂျုံထဲကအောက်ဝတ်လာတယ်အိမ်ရာကြေမှုန့်နေတယ်အဲ့လိုလူမျိုးတွေနဲ့ဆိုရင်တင်းနှုတ်တွေသားမိတွေကအဆင်မပြေဘူးလို့ပြောတာကိုချစ်ရတဲ့သူကတသက်ရဲ့နေတဲ့လူကိုထက်အသက်အချင်းချင်းမချင်းရင်ကျက်တဲ့လူမျိုးတွေအငွေကြေးကိုဆုတဲ့ဆောင်တတ်တဲ့လူမျိုးတွေနော် ီလိုမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုသူတော့ဟိုရှိတာလေးနဲ့လှောက်အောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြိုကအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြဟိုကဖြစ်တယ်ဒါကြောင့်ကိုတင်းတို့နေသားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူကနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံ့ပြန်ပါဝင်မေးမေးထုတ်ကော်ပြောလက်ညှိုးတော့ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းတို့နေသားသမီးတွေကလက်တွဲပေါ်ဖြစ်မရွေးသင့်ဘူးဒီလိုမျိုးစမ်းစားရတာဖြစ်ပါတယ် ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့เนาะအဲ့တော့ဒါတကယ်လို့သားမီးတွေဒီလောက်အကြမ်းမြင်သိရရင်အဆင်ပြေလိမ့်မယ်เนาะလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေကိုဘွားလမ်းတစ်လျှောက်မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးရှောက်လမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပါရပါ